Hello မင်္ဂလာပါ Daily Dose by Cree Channel မှာကြည့်ဖြစ်ပါတယ်ဒီနေ့မှာကြည့်လေးလာသိရှိထားတဲ့အထက်က overthinking အတွင်းလွန်ခြင်းအကြောင်းကိုပြောပြတော့မှာဖြစ်ပါတယ်အတွင်းလွန်နေဆိုတာကအ ਨੇ အများပမာဏခွာနိုင်ပေမဲ့ခရီးတို့မကြာခဏကြုံတွေ့ရလိမ့်ရှိရဲ့ပြဿနာမျိုးဖြစ်ပါတယ် ခဏတစ်ဖြုံးဆိုရင်ဒီကနအတွေးတွေများနေတာမျိုးကပြဿနာမဟုတ်ပေမဲ့ဒီအတွေးတွေကိုရပ်မရဘူးဒါကကိုယ့်ရဲ့နေ့စဉ်ဘဝမှာပြဿနာဖြစ်လာရဆိုရင်တော့အတွေးလွန်ခြင်းကြောင့်ကိုသိရှိပြီးတော့ဖြေရှင်းဖို့လိုအပ်လာပြီးဖြစ်ပါတယ်တွေ့ရှိချက်များအရလူတယောက်ကနေ့စဉ်ကြက်မြအတွေးပေါင်း6000ခန်းကိုတွေးတော်လေးရှိရလို့ဆိုပါတယ်အတွေးလွန်ခြင်းဆိုတာကတော့ပြဿနာတစ်ခုဖြစ်ပျက်တစ်ခုဒါမှမဟုတ်ရင်ဆုံးဖြတ်ချက်တစ်ခုအပေါ်မှာအလွန်အကျွံစဉ်းစားတွေးတော်နေခြင်းကိုဆိုလိုပါတယ် တွဲလွန်ခြင်းကိုဖြစ်စေတဲ့အကြောင်းရင်းတွေအများကြီးရှိပါတယ်။ဆိုရင်ပြပန်ခြင်း၊စိတ်ဖိစီးမှုများခြင်း၊ကြောက်ရွံ့ခြင်း၊စိတ်ကြကြခြင်းနဲ့အရာရာပြည့်ပြည့်စုံလိုခြင်းတို့ကြောင့်တွဲလွန်ခြင်းဖြစ်လာပါတယ်။တွဲလွန်တတ်တဲ့သူတယောက်ဟာအကြောင်းအရာတစ်မျိုးတည်းကိုပဲထက်ခါထက်ခါစဉ်းစားနေမယ်။ဖြစ်နိုင်ခြင်းမရှိတဲ့အဆိုးဆုံးအခြေအနေတွေကိုပဲစိတ်ကူးနေမယ်။တိတ်ကအမားတွေကိုပူပန်မယ်။ကြောက်မလာတဲ့အနာဂတ်ကိုလည်းအလွန်မင်းပူပန်မယ်။ ၄င်းစဉ်ဘွားမှာဆုံးဖြတ်ချက်တခြားဘူးခက်ခဲနေမယ်။ညာဘက်တွေအိမ်မပြောဘူး။စိတ်ပူပန်ခြင်းတို့ကိုခံစားနေရမှာဖြစ်ပါတယ်။နေ့စဉ်ရက်စက်အတွေးလွန်ခြင်းကြောင့်မဆက်တဲ့ဆိုးကျိုးတွေအနေနဲ့စိတ်ကျန်းမာရေးပြဿနာတွေအိပ်ယူပြက်ခြင်းကြောင့်ကျန်းမာရေးထိခိုက်လာခြင်းအာယုံဆူဆိုင်နိုင်စွမ်းနေပါလာခြင်းဆက်ဆံရေးများထိခိုက်ခြင်းဆုံးဖြတ်ချက်ချအနိုင်စွမ်းကျော်နေခြင်းတို့ဖြစ်လာမှာဖြစ်ပါတယ်။ ဒီလိုနောက်ဆက်တွဲပြဿနာတွေဖြစ်မလာဖို့အတွက်ပြေလွန်ခြင်းကိုထိန်းချုပ်လို့ရပါတယ်။ပြေလွန်ခြင်းကိုထိန်းချုပ်နိုင်မယ့်နည်းလမ်းတွေကိုဆက်ပြီးပြောပြတော့မှာဖြစ်ပါတယ်။နံပါတ်၁ချက်ကတော့ကိုယ့်ရဲ့အတွေးတွေကိုသတိပြုမိပြီးတော့ပြောင်းလဲဖို့လိုပါတယ်။ကိုယ့်တွေးနေတဲ့အတွေးတွေကအဆိုးဘက်တွေပဲရောက်နေနေဆိုရင်အတွေးရဲ့ပုံစံကိုအကောင်းဘက်ကိုချိန်ကပ်တဲ့ပုံစံနဲ့ပြောင်းလဲပြီးတော့တွေးကြည့်ရမှာဖြစ်ပါတယ်။ မနစ်ချက်ကတော့လက်ရှိချိန်ကိုအယုံဆိုင်ဖို့ဖြစ်ပါတယ်။ကိုယ့်ရဲ့အတွေ့အကြုံအတွေ့အသက်တာဖြစ်ပြီးတော့အတိတ်ကလည်းပြန်သွားလို့မရတဲ့အရာဖြစ်ပြီးတော့အနာဂတ်ကလည်းမရောက်သေးတဲ့အရာဖြစ်ပါတယ်။ဒါဆိုရင်လက်ရှိပြဿနာမှာပဲအယုံဆိုင်ပြီးတော့နေထိုင်နိုင်ဖို့ကြိုးစားမှာဖြစ်ပါတယ်။တက်ရှူလေးခြင်းလုပ်ဖို့လိုပါတယ်။တက်ရှူလေးခြင်းလုပ်ခြင်းကစိတ်ကိုတည်ငြိမ်စေပြီးတော့အတွေ့အကြုံထိန်းချုပ်ဖို့ကူညီပေးမှာဖြစ်ပါတယ်။တက်ကိုခပ်ပြင်းပြင်းလေးရှူသွင်းလိုက်မယ်။ခဏအောင်ထားမယ်။ ပြင်းရှူထုတ်လိုက်မယ်ခဏအောင်ထားမယ်ဒီလိုမျိုးအချိန်များစွာလုပ်ခြင်းစိတ်တည်ငြိမ်ဖို့ထောက်ကူပေးမှာဖြစ်ပါတယ်တရားထိုင်ခြင်းကစိတ်တည်ငြိမ်စေပြီးတော့ကိုယ့်ရဲ့အတွေးတွေကိုပိုပြီးသိရှိစေဖို့ကူညီပေးပါတယ်တရားထိုင်တဲ့အခါမှာအတွေးတွေကိုမတွေးမိအောင်တင်းကျပ်ထိန်ချုပ်အောင်မဟုတ်ပဲနဲ့ကိုယ်တွင်းရဲ့အတွေးတွေရဲ့ ကြောင်းပို့ပြီးတော့သိရှိအောင်ကြိုးစားမှာဖြစ်ပါတယ်။ကိုတွေးနေတဲ့အတွေ့အကြုံကဒါတွေတစ်ခါတည်းနဲ့တွေးမိနေလား၊သိုးမြင်နေရလား၊ဖြစ်နိုင်ခြေရောရှိရလား၊ဒါမျိုးတွေကိုပို့ပြီးတော့သတိကပ်လာနိုင်မှာဖြစ်ပါတယ်။တဲ့နေကိုအနည်းဆုံးမိနစ်30ခန်း၄ချိန်ခန်းလောက်ချင်ရလဲတွေးခွင်ခြင်းနဲ့စိတ်ဖြစ်စဉ်မျိုးရှင်းချပေးဖို့အတွက်ထောက်ကူပြုမှာပဲဖြစ်ပါတယ်။ ရေမဝဘူးလက်စရက်ဆက်အရေပြနေမယ်အဲ့ချိန်ကလည်းအလုံးလောက်မရှိဘူးဆိုရင်အတွေ့လွန်ချိန်ကပိုပြီးဆိုးလာမှာဖြစ်ပါတယ်ဒါကြောင့်တနေ့ကို9နာရီနဲ့10နာရီလောက်ဒီအချိန်အလုံးလောက်ရှိဖို့လိုပါတယ်ဒီနေ့မျိုးတဲ့စားအောင်ပြီးပိုရွေးချိန်မယ်ခါနာပြောင်းအောင်စားသုံးမယ်ဆိုရင်စိတ်ဖြစ်စီမှုနေပါစေပြီးတော့တွေ့လွန်ချိန်ကိုလည်းတတ်တာစီမှာဖြစ်ပါတယ် နဲ့ကဖိန်းနဲ့ပါဝင်တဲ့ကော်ဖီလက်ဖက်ရည်တွေကိုလွန်ကျွန်တော့သုံးခြင်းကလည်းတွေးလွန်ခြင်းကိုပိုပြီးဆိုးစိတ်နိုင်တာဖြစ်လို့ရှောင်ကြဉ်တင်ပါတယ်။တွေးလွန်ခြင်းကနေစဉ်ကိစ္စတွေမှာပြဿနာဖြစ်လာရင်ဆုံးဖြတ်ချက်မချလာရင်အင်းရဖြစ်တဲ့ကျန်းမာရေးထိခိုက်လာပြီးစိတ်ပန်းဆိုင်ပြဿနာတွေလည်းကြုံတွေ့နေရပြီဆိုရင်တော့ကိုယ်ပါတာကိုတယောက်တည်းမဖြစ်ရှင်းမဲ့နဲ့အကူအညီတင်ပါတယ်။ မိသားစုတငယ်ချင်းမိတ်ဆွေရဲ့အကူအညီဒါမှမဟုတ်လည်းနားလည်တက်ကြွနဲ့ပညာရှင်တွေရဲ့အကူအညီယူပြီးတော့အပြုလုပ်ခြင်းကိုထင်ချိုးပို့လောက်အောင်ဖြစ်ပါတယ်။အရေးကြီးဆုံးနဲ့နောက်ဆုံးအချက်အနေနဲ့ကတော့ဒီလိုအတွေ့ချင်တဲ့အတွေ့တွေကိုထပ်ခါတလဲလဲတွေးနေတဲ့ကိုကိုကိုဒေါသမထွက်ပေမဲ့စိတ်ရှိပြီးတော့ကျန်တာလေးကိုလည်းဖြစ်ပါတယ်။ကိုထပ်ခါတလဲလဲတွင်းမိနေတဲ့အတွေးတွေကိုပိုပြီးနားလဲအောင်ကြိုးစားပြီးတော့တွင်းလွန်တဲ့ပြဿနာကိုဖြေရှင်းပြရမှာဖြစ်ပါတယ် ွေးလွန်ခြင်းဆိုတာကလူတိုင်းကြုံတွေ့ရနိုင်တဲ့ပြဿနာမျိုးပဲဖြစ်ပါတယ်။အတွေးလွန်ခြင်းကိုကြုံတွေ့လာပြီဆိုရင်နေ့စဉ်လုပ်ငန်းဆောင်တာတွေမထိခိုက်မီကိုယ့်ရဲ့ကျန်းမာရေးမထိခိုက်ခင်မှာဉာဏ်ဆုံးဖြည့်ရှင်မှုလိုအပ်ပါတယ်။အတွေးလွန်ခြင်းနဲ့ပတ်သက်တဲ့ဗီဒီယိုလေးကတော့ဒီလောက်ထိပါပဲ။နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်။ See you.